။အိုစင်ဟန်ကိုဒီအချက်လေးသာလုပ်ပေးရင်ခေါ်ယူသွားမယ်လို့အတည်ပြုလိုက်တဲ့ United ။ပရိသတ်များဝဲမိန်လာများရွှေဥအိုင်ဘတ်ခွန်ရှင်ကို online အချင်းကနေပြန်လဲကြိုးလိုက်ပါရင်မန်ချက်စတာနယ်တက်ကတော့အသင်းစဉ်အင်မတန်လာချင်နေတဲ့ဗီတာအိုစင်ဟန်ကိုဒီအချက်လေးသာလုပ်ပေးနိုင်ရင်ခေါ်ယူသွားမယ်လို့အတည်ပြုလိုက်ပြီးပဲဖြစ်ပါရင်အော်စင်ဟာ United စီပြောင်းရွှေ့ချင်တယ်လို့အင်ဂျင်ကနေဆက်သွယ်ထားသူဖြစ်ပြီးတရက်ညီတို့သာအမှန်တကယ်စူးစမ်းရင်လွယ်လွယ်ကူကူနဲ့ရရှိနိုင်တာပဲဖြစ်ပါရင် United ပြည်သက်တွေကလည်းအတွေ့အကြုံရင်းနဲ့အပြင်ဂိုးသွင်းလဲတေချာ ရုံးအားလည်းရှိတဲ့အိုစင်ကိုပဲလိုချင်နေတာကြတာပေါ့ဒီတိုက်တာအထောင်တိုက်စစ်မှုနေရာပါဝင်တိုက်စစ်ပိုင်း၃ခုစလုံးကိုအပြောင်းလဲလုပ်နေတဲ့အသင်းဖြစ်ပါတယ်အသင်းရဲ့တိုက်စစ်ကစားမအားလုံးနေပါကိုရောင်းထုတ်သွားမှာဖြစ်ပြီးတော့ကစားမအသစ်တွေနဲ့အစားထိုးသွားမှာဖြစ်ပါတယ်မာတီးယားကွန်ညာကိုဟိုတင်းကနေပေါင်62တန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် United ဟာ Brian Ambumo ကိုခေါ်ယူနိုင်ဖို့ရနေဆက်နေတာဖြစ်ပါတယ်ကစားမနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ Brentford အသင်းနဲ့လာပြောင်းရွှေ့ခြင်းညီနိုင်မှုလို့အတော်တာဖြစ်ပါတယ်တောင်ပိုင်းနှစ်ဖက်အတွက်စိတ်ချရပြီးနောက်မှာ United ရဲ့နောက်ထပ်ပြမှတ်ကအထောင်တိုက်စစ်မှုဖြစ်ပြီးဂျိုကာရဲ OCN NKTK တို့ကိုချိတ်ဆက်လျက်ရှိနေတာဖြစ်ပါရင်ဒီထဲမှာ OCN NKTK တို့ကိုချိတ်ဆက်လျက်ရှိနေတာဖြစ်ပါရင်ဒီထဲမှာပါ OCN က United တို့ဝယ်ယူခြင်းနေပြီးဒီအချက်သာလုံပေးနိုင်ရင်ခေါ်ယူသွားမယ်လို့အသိပေးလိုက်ပြီးဖြစ်ပါရင် OCN အသင်းပေါင်းများစွာရှိတဲ့အထက်ကမှ United အတွက်ကစားပေးခြင်းနေတာကြောင့်အသင်းစီမယောက်ခင်ကလေးကတရရင် DNA အပြည့်ရှိနေတဲ့ကစားမဖြစ်ပါရင် ယူနိုက်တက်တို့သူ့ကိုခေါ်ယူဖို့အတွက်လန်နင်းနေရာတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့မြန်မာလူနဲ့လောက်ခလာစားပါဒါအပြင်နာပိုလီဘက်ကလည်းမဖြစ်မနေရောင်းချလို့တဲ့ကစားမအတွက်ပြောင်းရွှေ့ခြင်းမြင့်မြင့်မားမားလိုချင်နေလို့ဖြစ်ပါတယ်ဒါပေမဲ့နာပိုလီဟာဒီနေရာဒီမှာအိုစီယန်ကိုရောင်းချဖို့လိုအပ်နေတာကြောင့်အပြောင်းရွှေ့ပိတ်ခံနေရောက်လေလေဈေးကျသွားနိုင်လေလေဖြစ်လာနိုင်ပြီးအိုစီယန်နဲ့နာပိုလီတို့အကြမ်းမှာဆက်ဆံရေးပြိုကွဲသွားခဲ့တာကြောင့်နာပိုလီသားဈေးမလျှော့ဘဲအငှားနဲ့ထက်ချရမှာဖြစ်ပါတယ်ယူနိုက်တက်ကတော့အိုစီယန်ကို DHL လေးတွေလာလုပ်ပေးနိုင်ရင်ခေါ်ယူသွားမယ်လို့အတည်ပြုထားပါတယ် ယူနိုက်တက်တောင်းဆိုတဲ့ပထမအချက်ကတော့အသင်းအတွက်အမှန်တကယ်ကစားပေးဖို့ဆန္ဒရှိရမှာဖြစ်ပြီးဒုတိယအချက်အနေနဲ့လောကလားအစာကိုရှော့ယူပေးရမယ်ဆိုတာဖြစ်ပါရင်အော်စီယံအနေနဲ့မြန်မာလုံးနဲ့လောကလားအစာကိုလိုချင်နေတော့ sorry ပြောဖို့ပဲရှိပါရင်ယူနိုက်တက်စီလာချင်းတော့အသင်းရဲ့ policy နဲ့ live ဖတ်တဲ့လောကလားအစာကိုညှိနှိုင်းယူပေးရမှာအဆင်ပြေမှာဖြစ်ပါရင်ယူနိုက်တက်ဟာ Hugo NGTK ကိုလည်းခေါ်ယူဖို့ရာစ조사လည်းရရှိနေပါရင် ဖရန်ဘတ်အသင်းစီကလည်းကစားသမားနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုမေးမြန်းထားပါတယ်။ဒါပေမဲ့ NKTK အတွက်ဖရန်ဘတ်အသင်းကတောင်းဆိုထားတဲ့ပြောင်းရွှေ့ကြီးကလည်းယူတန်းတရာမို့ဝယ်ယူဖို့တော့မလဲခုပါဘူး။ United အသင်းဘက်ကသုံးဆွဲနိုင်တဲ့ဘက်ချန်နဲ့ဆိုရင်အတော်လေးကိုဟားနေပါတယ်။ဒါကြောင့်ကစားသမားအသစ်တွေဝယ်ယူဖို့ဆိုရင်အဟောင်းတွေကိုရောင်းထုတ်နိုင်ဖို့လိုပါတယ်။အခုထိတော့အသင်းကနေကစားသမားအထွက်မရှိသေးပါဘူး။ Anthony Rafford Sancho တယောက်ကိုမှတသင်းမှာဝယ်ယူဖို့ကံလန်းထားခြင်းလက်တော့မှမရှိသေးပါဘူး။ Anthony ကိုပဲသူ့ရဲ့ဆရာအောင်ဖြစ်သူ Eriksen အကင်တွင်နေတဲ့ Liverpool အသင်းကစိတ်ဝင်စားနေတာဖြစ်ပါတယ်။ တဲနီတို့ဟာတိုင်းစစ်ပိုင်းအတွက်နောက်ထပ်ပြစ်မှတ်ဖြင့်ဗီနာဂျိုကာရက်ကိုခေါ်ယူဖို့ရာစ조사လျက်တော့ရှိနေပါတယ်။လက်ရှိမှာဂျိုကာရက်နဲ့စပေါ်တင်လေစပွန်ဆာတင်မာမှုတွေဖြစ်ပွားနေတာပါ။ဂျိုကာရက်ကစပေါ်တင်လေစပွန်အသင်းနဲ့ပြောပြီးသားသွားတူညီချက်တစ်ခုကိုအလေးမထားသဖြင့်အမြတ်တော်သထွက်နေတာဖြစ်ပါတယ်။စပေါ်တင်အသင်းဟာဂျိုကာရက်အသင်းပြောင်းမယ်ဆိုရင်ပြောင်းရွှေ့ခြင်းရိုတန်း60အဖို့စုချင်း70တန်းနဲ့ရောင်းချမယ်လို့နှုတ်အားဖြင့်သဘောတူညီထားတာပါ။ဒါပေမဲ့လက်တွဲမှာတော့စပေါ်တင်လေစပွန်ဥက္ကရာ Frandis ကို Barades ကပြောင်းရွှေ့ခြေကိုယူတန်း80ဒီတောင်းဆိုလည်းရှိနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့် Jokerer ဟာသူ့ရဲ့ Instagram မှာ Sporting Lisbon နဲ့ပတ်သက်တဲ့တင်ထားသောများအရာတွေအားလုံးကိုဖျက်ပစ်လိုက်ပြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ Jokerer ဟာလက်ရှိမှာ Arsenal တင်းနဲ့ညှိနှိုင်းနေပြီလို့သိရပါတယ်။ United ရဲ့တိုင်းစစ်၃ရောင်ပြစ်မှတ်တဲ့အနည်းဆက်ဆုံးကတော့ Osen ရမယ်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ view လေးကတော့ပါမယ်။နောက်နေ့မှာလည်းအာဂါစာနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီးကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။